င်မင်းချုံနဲ့ကကြတော့အဲ့လိုတရုတ်ဆောင်တဲ့စင်းလေးရဟိုပေါ့သားမိစင်းလေးများတော့လေအဲအဲ့လိုသားမိလိုမျိုးခံစားရတယ်တကယ်ပြီးတော့အဲ့လိုအရင်ဟိုရင်းနှီးနေရဆိုတော့လေဟုတ်မင်းချုံကတော့အဲ့လိုမျိုးဟိုပြပြပေးရပေါ့နော်သူဟိုဒီလိုတရုတ်ဆောင်တဲ့ချိန်ဘယ်လိုလေးစပိုကောင်းနေဆိုအဲ့လိုလေးပြပြပေးနော်လိုက်ပြီးအမှတ်သားဖြစ်ပါတယ် ဆိုတော့အဲ့ကားမှာကားကြတော့ဟိုစုံမှုပြီးသားသူတွေလည်းရှိတယ်လို့မစုံဝင်နဲ့အခုဒီကားကြမှာစုံတဲ့သူတွေလည်းရှိရဆိုတော့ပျော်ပျော်ရွှင်ရွှင်နဲ့တကယ်ဟိုမောင်နှမတွေ လိုက်ခဲ့ရတဲ့ကားလေးပေါ့နော်ဆိုတော့တခါမှတော့ရိုက်ပြီးရပြန်မကြည့်ရတူဒါပထမဆုံးချိန်ပြန်ကြည့်ရမှာဆိုတော့အာဝမ်းတာပါတယ်ပြီးရင်ခုံပါတယ်အရှင်ဒီမှာအရေးစော့ကြတာပေါ့နော်အကုန်လုံးမောင်နှမကြီးကုန်ပြီးတော့လူငယ်တွေပဲဆိုတော့လေမိချွာကမျက်စိနှောက်မှာပေါ့နော်အကုန်လုံးအရေးစော့ကြတော့ပြီးတော့အဲ့လိုတကယ်တမ်းရိုက်ကူးတဲ့ချိန်ကြလို့ရှင်တော့ကိုမှုနဲ့ကိုတခြားလေးလောက်ကြရဲမိကတော့ဒီကားမှာဆိုရင်ဟိုနောက်ဆုံးစင်းမျိုးသဘောကြရဲပေါ့အားလုံးကအဲ့မှာဟိုတော်တော်ဒရမာချိုးထားပြီးတော့ တခြားနဲ့လှုပ်ထားကြရဲဆိုတော့လေအိတ်စင်းလေးတော့တကယ်မိမိမြတ်တာလဲခံစားရတယ်ဟာမိချွာတော့အဲ့လိုမျိုးဟို ပြောပြပေးရပေါ့နော်သူဟိုဒီလိုတရုပ်ဆောင်နေချင်းဘယ်လိုလေးစပိုကောင်းနေဆိုအဲ့လိုလေးပြောပြပေးနော်လိုက်ပြီးအမှတ်သားဖြစ်ပါတယ်ပြရရင်တော့ကတ်ကဲဒီပါချင်အမေအမေချိုနဲ့ကကြာတော့အဲ့လိုတရုပ်ဆောင်နေစင်းလေးရာဟိုပေါ့သားမိစင်းလေးများတော့လေအဲအဲ့လိုသားမိလိုမျိုးခံစားရတယ်တကယ်ပြီးတော့အဲ့လိုအရင်ဟိုရင်းနှီးနေရဆိုတော့လေဟုတ်အပြင်မှာလည်းရင်းနေရဖုန်းနေလည်းပြောပြစ်တယ်ပေါ့ဒါရိုက်ကူးရေးမရှိလဲမိမိချို့ဆက်ဖြစ်တယ်ဆိုတော့မိနေကအဲ့လိုဟို တော်တော်ရင်းနှီးနေရဆိုတော့လေဒီလိုရိုက်ကူးရေးကြတော့အာပို့ပြီးတော့ပြောဖို့ကောင်းတာပေါ့ပို့ပြီးတော့အလိုကြည့်ရတာ close ဖြစ်တာပေါ့နော်ရှိမှာစုံနေစုံမှုတာရှိရကားတွေရှိရဒီကားတော့ဒါနောက်ထပ်ကားတကားပေါ့နော်ဒီကားမှလည်းမီချိုကတကယ်ကိုမိခင်မိတာပေါ်ကျူးထားတာဆိုတော့တော်တော်ဟိုရိုက်ကူးနေနေလေရန်တော်ရဲပြီးတော့တကယ်လည်းအတူတူဖြစ်ပါတယ်အမ်မီချိုနဲ့ကဒါဟို မုံငင်းများဆိုင်လေးဖွင့်တဲ့ပုံစံမျိုးလေးဆိုတော့တကယ်တော့တဘာဝကြက်ကြားနဲ့အဲ့လိုချင်းချင်းအဲ့လိုတေးဥဆောင်ရတာတော်တော်ဟိုဒါမှမရရလေးနဲ့မှတ်ကြဖြစ်ပါတယ်။ဝိညာဏာဝိညာဏာအဲ့လိုအကုန်လုံးကလေမောင်နှမကြီးဆိုတော့တယောက်တည်းမဟုတ်အကုန်လုံးကတယောက်တစ်ပေါက်စီဆိုတော့တကယ်ဟိုပြောဖို့ကောင်းတဲ့ကားတကားဖြစ်ခဲ့ပါတယ်။ရိုက်ကူးတော့ကလည်းအမှတ်ကြရတော့အဲ့လိုလူများတော့လေအဲ့လိုပြီးတော့အားလုံးရဲ့ညမပုံစံလေးတေးဥဆောင်ရတာဆိုတော့အကိုရီပေါ့လေအဲ့လိုပုံစံမျိုးလေးပေါ့။အော်ဟုတ်တယ်။အဲမချူးလေးရတယ် ည်းပကံကိုရောက်တာပေါ့ပကံမျိုးသူမှာပဲတစ်ဖွဲ့လုံးဒီရိုက်ကွေးဖွဲ့လုံးကတဲကြရတယ်ဆိုတော့မိလေးပုတ်ပားကိုကားရိုက်မသွားခင်ရောက်တဲ့ chain ကြတော့အဲ့လိုသွားလေဖြစ်တာပေါ့အားတဲ့ chain လေးအဲအဲ့တော့ရာသီဥတုလည်းနက်ပူနေရဆိုတော့အဲဖျားဖူးတယ်ဖူးပြီးနောက်တဆူသွားတယ်အဲ့လိုပဲပေါ့အဲ့လိုသွားကြတာဆိုတော့လက်မှတ်ကြတော့ဖြစ်ပါတယ်ပကံမှာဆက်ဟာ းပေါ့နော်ဒီရုပ်ရှင်นี่မရိုက်ခင်ဟိုးဆက်ဆက်ချင်း16နှစ်နောက်ထဲอ่ะစပြီးတော့ဒီအလုပ်ကိုလုပ်ခဲ့တာဆိုတော့ဆက်ဆက်ချင်းကတော့ဒီဘန်းသူတူကြီးတို့ပါ series တွေနဲ့စခဲ့တဲ့ချင်းဆိုတော့ဟို ဒီ16နှစ်ထဲရတာ training လောက်တလို့ပေါ့ IT ကိုအမြဲတမ်း driver တွေနဲ့အဲ့လိုထိတွေ့ပြီးတော့နေ့တိုင်းနေ့တူကဒီလိုတရုတ်ဆောင်နေရတဲ့ပုံစံမျိုးပေါ့အသက်16နှစ်ထဲရဆိုတော့အမှတ်တရကြီးရောပြီးတော့ရိုက်ခဲ့တဲ့ series တွေက10ခုလောက်ရှိမှထင်တယ်ဆိုတော့အဲ့ဒီတောက်လျှောက်မှာကအမြဲတမ်းဟိုနေ့စဉ်လိုမျိုးပေါ့သူကပြောရင်အရင်တော့ series တွေကဟိုအပိုင်းလက်ပုံများတယ်ပေါ့ဟိုအရင်ဒီဘန်းတွေတို့ဘာလို့ဆိုအပိုင်း60လို့ဘာလို့ရိုက်ရတယ်ဆိုတော့9လ6လလောက်ကြာတယ်နေ့တိုင်းက ရှူတင်သွားရဲဒါရိုက်တာရေတင်ပေးတာပျက်စီနေရာတိဥဆောင်ရေတင်ပေးရရင်လည်းနှစ်ဟိုနှစ်တီအကြာကြီးဖြတ်တန်းခဲ့ရတော့တွေးကြုံနေရတော့ series မှာအရင်အရင်ရခဲ့တယ်ပေါ့ဟုတ်ကဲ့အဲမီတို့ဒီနိပညာအာဟိုတဖွဲ့သားနှုံးပေါ့နော်အဲမောင်နှမရဲ့ရိုက်ကူထားတဲ့ကင်းရုပ်ရှင်က match လ28ရက်နေ့မှာရုပ်တင်မှာဖြစ်တဲ့အတွက်မရောက်အားပေးပါလို့ဒီကားလေးကတော့တာမန်ကားနဲ့မတူဘဲနဲ့မိသားစုမိတ္တာဘွယ်လေးကြီးရမှာဆိုတော့ပြည့်တက်တည်လဲကြိုက်နေတတ်မယ်လို့ညွှန်နေပါတယ်ကျေးဇူးတင်ပါတယ်